အားလုံးပိုင်အိမ်တော်သူအိမ်တော်သားအားလုံးကိုယ်လေးဆလောဆလမ်မြေတာပါမပုဆက်ပါ၏အာမင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥပဒေအကြံပေးဥကိုနီနဲ့တက္ကစီရင်မောင်းကိုနေဝင်းတို့အတွက်ရည်စူးပြီးအလှကျွေးမွေးနေတာပါပြီးခဲ့တဲ့ဇန်နဝါရီလ29ရက်ညနေ9:00ကျော်လောက်ကအပြည်ပြည်ဆိုင်ရာလေစိတ်မှာဥကိုနီနဲ့ရင်မောင်းကိုနေဝင်းတို့တနက်ပစ်ခံရပြီးတေဆုံးခဲ့တာပါ။ဒီနေ့ဆိုရင်အဲ့ဒီအသက်ခံရမှုဟာတပတ်ပြည့်ခဲ့ပါပြီ။ ဒီနေ့မှာဥကိုနီနေတဲ့52လမ်းထိပ်မဟာဗန္ဓုလလမ်းမကြီးဘေးမှာအောင်းမေဘွယ်အခမ်းအနားအလှူပွဲတစ်ခုကျင်းပခဲ့ပါတယ်။အဲ့ဒီကနေကျွန်တော်တို့မသိလိုက်လဲဆိုတော့ဒေသတော်ဆက်ဖို့ရင်းချင်ဘူးကျောင်းနဲ့တရားလူသားချင်းဆန္ဒပြီးတော့ဒီစိတ်ဓာတ်လေးတွေပေါ့နော်စူးစူးစိစိနဲ့တောင်းတချင်းချင်းခင်ခင်ဆိုစိတ်ဓာတ်ကဘလောက်ရင်းချင်ရဲဆိုတော့အမတို့ပြလိုက်တော့ဆိုတော့မကျင်းနဲ့လဲကျင်းတဲ့ကုန်လဲကုန်ယူတဲ့အရင်ကလဲကျေးဇူးတင်ပါတယ်လို့စင်စင်ပေးကြတဲ့သူတွေကိုလေပြီးတော့ဟိုအကုန်လုံးကိုလဲဟိုဘာသာပေါင်းစုံကိုလဲဖျားရှိခိုးတိုင်းမှာ ဟိုဖေရောကိုနေမဟိုရောမမီးမရောလေးဆူတောင်းပေးကြပါအမတို့မိသားစုလည်းဆူတောင်းပေးကြပါအမလည်းဖျားချစ်ဖို့တိုင်းမှာအားလုံးကျမချမ်းသာကြပါစေလို့အမအမြဲတမ်းဆူတောင်းပေးပါတယ်ဘာလို့လဲဆိုတော့ အေဂျင့်မှုကသာဖြစ်တာဗုဒ္ဓဘာသာဝင်ထုံးတမ်းစင်လာအရာတရားတော်နာယူတာတွေနဲ့အစ္စလမ်ဘာသာဝင်တို့ရဲ့ထုံးတမ်းစင်လာအရာစုတောင်းမြတ်တာပို့တာတာတွေလှုပ်ဆောင်ခဲ့ကြပါတယ်။ဒီနေ့အောင်းမွေးပွဲအလှပွဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုနာယက်ကဥတင်ဦးအပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ပါတယ်။နောက်ပြီးကိုနေဝင်းရဲ့ဆွေမျိုးတွေလာရောက်တာလည်းတွေ့ရပါတယ်။ဝမ်းနဲ့ဝမ်းသာပါဆုံးဆုံးဝမ်းနဲ့ဝမ်းသာပါ။အကောင်းမှုကိုလိုရတဲ့ဝမ်းသာလည်းပေါ့နော်။ကိုနေဝင်းဆိုတာလည်းအမရဲ့အကူစုလည်းဟုတ်တယ်။မဆုလည်းဟုတ်တယ်။ သူမိမအမညမငယ်ဆိုးဆိုတဲ့ခါကျလေးတော့နဲ့ကြံခဲ့တဲ့ဝမ်းထဲမှာဒါပေမဲ့တိုင်းပြည်တော်တောင်းတတည်းကကျိုးပြည့်တဲ့အတွက်အမဝမ်းသာအောင်မွေးပွဲအလှပွဲကိုလူပရိသတ်တော်တော်များများတက်ရောက်လာတာကိုတွေ့ရပါတယ်